နှစ်နာရီရုပ်ရှင်ပေါ့ဇလန်းရုပ်ရှင်များကိုပြတာတဲ့ခါကြရင်ရုပ်ရှင်ရုံမှာ ပြမယ်ရုပ်ရှင်ရုံကိုလူတွေကလာကြည့်ရမယ်ပေါ့နော်အခုကရုပ်ရှင်ရုံကိုလူလာကြည့်တာတယ်လူရှိတဲ့စီကိုကို content ကသွားမှရမယ်လीအဲ့တော့ကို content ကြီးရအောင်ဆိုလို့ရှင်တော့ online platform တစ်ခုလို့ပါတယ်အဲ့ဒါအတွက်ဒီကနေ high tune ကနေပြီးတော့မှအာဖန်တီးပေးတဲ့အတွက်ကျေးဇူးလည်းပဲတင်ပါတယ် now ကျွန်တော်ရဲ့အာရုပ်ရှင်တွေမှာတုံးမဲ့အာ ထုတ်လုပ်မဲ့ clay တွေ ਆ လေအကျမတို့ဇလန်းတွေကိုနိုင်ငံတကာရဲ့မျက်စိထဲမှာမြင်အောင်ဝင်အောင်ပြောပြတတ်ဖို့လိုတယ် how to tell your story ပေါ့နော်အဲ့ဒါအတွက်လဲကျမဟိုဗမာပြည်အနှံ့မှာပဲဒီ story telling out of story telling ဆိုရဲသင်တန်းတစ်ခုကိုလည်းပဲဟိုပေးပါတယ်အခုတိုင်းဆိုလို့ရှိရင်တော့ clay တွေမှာအပြောပြစရာဇလန်းတွေလည်းအများကြီးရှိတယ်အဒါပေမဲ့လို့ နှစ်နာရီကြာရုပ်ရှင်ဖြစ်နေဖန်တီးတာလည်းစာလို့ရှိရင် short film အတွက်ကလည်းအာလိုအပ်တယ်လို့ထင်ပါတယ်။ဒါကြောင့်မလို့ဒီ platform ဟာ short film တွေအတွက်ဖြစ်ပါတယ်။ခုနောက်ပိုင်းမှာရုပ်ရှင်တင်မှမဟုတ်တော့ဘူး။နှစ်နာရီ content မှမဟုတ်ဘူး။ဒီလို show တွေမှာကိုလည်းပဲအပြည့်ပြီးဆိုင်ရနေတော့ပွဲတွေမှာအာစုတွေပေးတာရှိရဲ့လေ။အဲ့တော့အဲ့ဒီစုတွေအတွက်လည်းပဲရည်ရွယ်ပါတယ်။ဒီဘက်ကမြန်မာပြည်ကထုတ်တဲ့ show တွေလည်းပဲပြိုင်ပွဲဝင်နိုင်အောင်ပေါ့။ အဲ့တော့ကျမတို့အားလုံးဒီလို platform တစ်ခုစလုံးကိုပေါ့နော်အလုံးကပြည့်စုံရနေစိတ်ကူးရင်လာခဲ့တာအကောင့်ထဲပေါ်သွားပြီလို့ယူဆပါတယ်ဒီရဲ့ဒီရှေ့ကိုရွေးနိုင်မှုအတွက်ကတော့ပါလာတဲ့လူတွေရဲ့အာပင်ကိုစွမ်းရည်နဲ့လည်းမြူတီရဲ့ဘေးကလူတွေရဲ့ guideline နဲ့လည်းပဲအာမြူတီပါတယ်အေးရဆိုပါတော့အများကြီး academic ဟိုစာ 分没搞死的，偷车被他骗吧的，他说苗里买的，呃 <music>，骗哪里买的？哎，你看到哪里？ ကျမရဲ့ dreams တစ်ခုကိုတွေ့ရတာပေါ့နော်။ကျမလွန်ခဲ့တဲ့အနှစ်20ကတည်းကနေမြန်မာပြည်မှာ mainstream media အပြင်ကိုမှ independence filmmakers platform တစ်ခုကိုလည်းပဲကျမတိဆောက်ချင်ပါတယ်။ Now filmmaker young filmmaker လို့ခေါ်ရငယ်တဲ့ပေါ့နော် filmmakers တွေကိုလည်းပဲ 10-20-70 theory အတိုင်းတက်စေချင်ပါတယ်။ဘာဖြစ်လို့ဆိုတော့10%ဖြစ်တဲ့ do စေ don't စေစီးမင်းနေစီကန်းနေကိုသိမှသူကကျင့်ဝတ်ကိုသိမှာလေ။အဲ့တော့ကျင့်ဝတ်ကိုသိလာခဲ့တဲ့အာ မျိုးဆက်တစ်တစ်ခုကိုပေါ့နော်မျော်လင့်ရင်းနဲ့ဒီမှာထုတ်လုပ်မှုအတွက်ဆိုပြီးတော့အအပြင်မှာလဲ private school တွေတည်ထောင်ဖို့အားပေးတယ် private school တွေကနေပြီးတော့လဲစာသင်တယ်ပြီးတော့ကျွန်မရင်းချင်းဟုတ်တဲ့ကတုံးမှာလဲ film faculty and theater ဆိုတာရှိရလေရုပ်ရှင်နဲ့ပြဆက်အဌာနရှိရအဲ့ဌာနမှာလဲကျွန်မအဲ့ပါမောက်ခအနေနဲ့စာသင်ပါတယ်အဒီလိုသင်ရင်းနဲ့ပေါ့ ငယ်ရွယ်တဲ့ fresh ဖြစ်တဲ့ရုပ်ရှင်ထုတ်လုပ်တဲ့သူတွေ content maker လို့ခေါ်တဲ့ဇာလံများကို ထုတ်လုပ်တဲ့သူများဖြစ်အောင်လို့ဆိုပြီးတော့စ조사ခဲ့ပါတယ်။ဒါကြောင့်မလို့ထုတ်လုပ်မှုခန္ဓာမှာတော့လေတော်တော်စိတ်ချရသလောက်ရှိရော။ဒါပေမဲ့ကျမတို့ကထုတ်တိုင်းထုတ်တိုင်းလည်းပဲဟိုပုတ်ရင်လည်းကိုသိမ်းထားလို့မရအောင်လေ။အများပြည်သူမြင်အောင်ပြရမှာဖြစ်တာ။အဲ့တော့အဲ streaming platform ကလည်းပဲလိုတယ်။အာကျမတို့ရင်တော့က တဏှာကြီးရုပ်ရှင်ပေါ့ဇလန်းရုပ်ရှင်များကိုပြတာတဲ့ခါကြတယ်ရုပ်ရှင်ရုံမှာ ပြမယ်ရုပ်ရှင်ရုံကိုလူတွေကလာကြည့်ရမယ်ပေါ့နော်အခုကရုပ်ရှင်ရုံကိုလူလာကြည့်တာတယ်လူရှိတဲ့စီကိုကို content ကသွားမှရမယ်လीအဲ့တော့ကို content ကြီးရောက်အောင်ဆိုလို့ရှင်တော့ online platform တခုလိုပါတယ်အဲ့ဒါအတွက်ဒီကနေ high tune ကနေပြီးတော့မှအာဖန်တီးပေးတဲ့အတွက်ကျေးဇူးလည်းပဲတင်ပါတယ် now စမတို့ရဲ့အာရုပ်ရှင်တွေမှာတုံးမဲ့အာ ထုတ်လုပ်မဲ့ clay တွေရာလေအကျမတို့ဇလန်းတွေကိုနိုင်ငံတကာရဲ့မျက်စိထဲမှာမြင်အောင်ဝင်အောင်ပြောပြတတ်ဖို့လိုတယ် how to tell your story ပေါ့နော်အဲ့ဒါအတွက်လဲကျွန်မဟိုဗမာပြည်အနှံ့မှာပဲဒီ story telling art of story telling ဆိုရဲအသင်တန်းတစ်ခုကိုလည်းပဲဟိုပေးပါတယ်အခုတိုင်းဆိုလို့ရှိရင်တော့ clay တွေမှာအပြောပြစရာဇလန်းတွေလည်းအများကြီးရှိတယ်အဒါပေမဲ့လို့ နှစ်နာရီကြာရုပ်ရှင်ဖြစ်နေဖန်တီးတာရယ်စာလို့ရှိရင် short film အတွက်ကလည်းအာလိုအပ်တယ်လို့ထင်ပါတယ်ဒါကြောင့်မလို့ဒီ platform မှာ short film တွေအတွက်ဖြစ်ပါတယ်အဲ့တော့ ဟိုလွန်ခဲ့တဲ့အနှစ်20လောက်တုန်းကတော့နိုင်ငံသားပညာရှင်များကိုလည်းပြည်တွင်းကိုခေါ်ရတယ်။ပြည်တွင်းကနေပြီးတော့လည်းဘီပကိုဘုတ်ကလေးတွေကိုလည်းစာသင်ဖို့အတွက်ဆိုပြီးတော့သင်တန်းတွေကိုလည်းပဲလွှတ်ရတာရှိရပေါ့။အဲ့တော့လွှတ်လာပြီးသွားတဲ့အခါကျရင် pitching ဆိုတဲ့ပြိုင်ပွဲလေးတစ်ခုကိုဝင်ရတယ်။သူကအဲ့ဒီပြိုင်ပွဲမှာဟိုကိုပြောချင်တဲ့ဇလံလေးကိုပေါ့နော် ပြောပြတတ်အောင်ဆိုပြီးတော့ pitching ကိုလည်းပဲသင်ပါတယ်။ ဆယ်နှစ်ကျော်နေပြီတင်လာအဲ့တော့အခုဒီပွဲဟာ Cine Craft မှာအာကိုရေးတဲ့

တိုရီကိုရိုက်ရမှာဖြစ်တယ်။ကျွန်တော်တို့ဟိုရဲဆွစ်ဇာလန်က open door လက်မှာဆိုလို့ရှိရင်တော့ run တစ်ခါထုတ်ပေးပြီးသွားလို့ရှိရင်၃နှစ်တွင်ကားဖြစ်အောင်ရိုက်ရတာပေါ့။ကျွန်တော်တို့ဒီမှာလက်သတ်မှတ်ချက်တော့ရှိမှာပဲ။အဲတော့ဖြစ်လာတယ်ကားထွက်လာတယ်ပြမယ်ပြပြီးသွားလို့မှအာ ပြိုင်ပွဲဝင်ဖို့အတွက်ကိုစင်တန်းမိတယ်ဆိုလို့ရှိရင်ဒီမှာတို့ short film festival ကြီးကိုဝင်ပြီးပါဖြစ်ပါတယ်။အာရင်တုန်းကတော့ကျမတို့စီမှာအာမြန်မာရုပ်ရှင်နှစ်နာရီစာတွေဟာအာအပြသေးတာဖြစ်တယ်။ရုပ်ရှင်ပွဲတော်တွေမှာအပြအပြလေးရှိတယ်။တချို့ရုပ်ရှင်တွေပဲတိတ်ကိုနေပါတယ်။ ပြိုင်ပွဲဝင်တာပေါ့ကျမကတော့ကျမရဲ့မေတ္တာတော့ကဆိုတော့ပြိုင်ပွဲဝင်နေကျမအပြိုင်ဝင်ရတာကိုကြိုက်တယ်အဲ့တော့အပြအပြင်ကမှအပြိုင်ကိုဝင်နိုင်ဖို့အတွက်ပြီးတော့ short film တွေအတွက်ရည်ရွယ်ပြီးတော့လုပ်တဲ့ program လေးဖြစ်တယ်ပေါ့နော်ပြီးသွားတော့ဒီမှာ show လည်းပဲပါတယ်အခုနောက်ပိုင်းမှာရုပ်ရှင်တင်မှ မဟုတ်တော့ဘူးနှစ်နာရီ content မှမဟုတ်ဘူးဒီလို show တွေမှာကိုလည်းပဲအပြည်ပြည်ဆိုင်ရာနေတော့ပွဲတွေမှာအဆုတွေပေးတာရှိရဲ့လေအဲ့တော့အဲ့ဒီဆုတွေအတွက်လည်းပဲ ီးရွယ်ပါတယ်ဒီဘက်ကမြန်မာပြည်ကထုတ်တဲ့ show တွေလည်းပဲပြိုင်ပွဲဝင်နိုင်အောင်ပေါ့အဲ့တော့ကျမတို့အားလုံးဒီလို platform နှစ်ခုစလုံးကိုပေါ့နော်အလုံးကဲ့အနည်း20ရာနေစိတ်ကူးရင်လာခဲ့တာအကောင့်ထဲပေါ်သွားပြီလို့ယူဆပါတယ်ဒီရဲ့ဒီရှေ့ကိုရွေးနိုင်မှုအတွက်ကတော့ပါလာတဲ့လူတွေရဲ့အာပင်ကိုစွန်းရည်နဲ့လည်းမူတည်ရဲ့ဘေးကလူတွေရဲ့ guideline နဲ့လည်းပဲအာမူတည်ပါတယ် AES ဆိုပါတော့အများကြီး academic ဟိုစာ chemical ဈေးတွေထုတ်ထားပြီးသားဖြစ်ပါတယ်အဲ့တော့မျောလင့်ပါတယ်အာဖြစ်လာလိမ့်မယ်လို့ဒါပေါ်တော့အဲ့လည်းကဘယ်ဖြစ်မလဲဒီတော့အားဆိုင်တာ ကတော့ quality အရေးကြီးတယ်လေ quantity က nothing ဒါဆိုအကြောင်းမှာတော့လေ academic ဟိုစာ curriculum လို့ခေါ်တယ်သင်ယူညွှန်းနှန်းကို module တွေကို develop လုပ်တဲ့အခါကျလို့ရှင်ကျွန်တော်နိုင်ငံတကာကအကြောင်းနေလဲလဲချိတ်ဆက်ပြီးတော့လုပ်တာဖြစ်ပါတယ်။အာရှိုးအကြောင်းကတော့ဒီမှာမသိဘူးကိုစောအကိုကိုလို့ကိုရောဘတ်တို့လေလူတွေကတော့လေကိုရီးယားရဲ့ model ကိုကြည့်လိုက်လေ YG တို့ဘာလို့ဆိုရဲ agency တွေကလုပ်ပုံလုံးကြီးအများဆုံးเนาะသူကတည်တည းလေးတွေပေါ့ kit program ဆိုတည်တည်လေးရလဲပြန်ရတယ်ပြီးတော့မှအာ teen program ဆိုစေကျော်သက်တရားပြန်ပြီးတော့ youth program ဆိုပြီးတော့ပြန်တယ် ပြိုင်တဲ့ထဲကနေတော့မှကြည့်တယ်အ training ပေးတယ်ပြီးတော့မှသူတို့တွေအသချင်းဆိုတယ်သချင်းဆိုတဲ့ကတယ်အပြီးတော့မှသူတို့တွေ television ကြော်ညာတွေကိုရိုက်တယ် TV series တွေမှာပါတယ်ပြီးတော့မှရုပ်ရှင်တွေကိုပါတယ်ရုပ်ရှင်ကနေတော့မှအသက်20နှစ်နဲ့6နှစ်9နှစ်လောက်အရွယ်ရောက်လာမယ်ဆိုလို့ရှိရင် agency ကမေးတယ်လေမင်းဘယ်နိုင်ငံကိုသွားကျင်တယ်လဲအတချို့က China ကိုသွားကျင်တယ်သွားတိုင်းတင်လိုက် Chinese language language သင်လိုက်ဆိုပြီးတော့သင်ခိုင်းတယ်အတချို့ကတော့ပြင်သစ်ကိုသွားကျင်တယ်သွား fashion ကိုသင်ယူလိုက်ပြင်သစ်စကားပြောသင်ယူလိုက်ကနေဒါကိုသွားကျင်တယ်အင်္ဂလိပ်စကားပြောသင်လိုက်သူရဲ့ trend ကိုကြည့်လိုက်အဲ့လိုမျိုးတွေ agency တွေက trend လုပ်ပေးတယ်အခုဒီတိုင်းပြည်မှာတော့ဒီလိုမျိုးလုပ်မယ် agency တော့နေရလို့ကျမတော့ collab တစ်ခုကိုမြင်တာပဲเนาะဟို agency ဟာ brand success letter ပေါ့ ကိုတော်စာရွေးလာခဲ့တဲ့လူရဲ့အောင်မြင်မှုဖြည့်ဝတ္တတီကိုတူတောင်ပေးနိုင်တဲ့ဖြစ်ဖို့လိုပါတယ်။အာကျွန်တော်တို့တဖြည်း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 တော့ရွေးရမှာပဲလေနော်။လုံးရရတဲ့အများကြီးပဲ။ဒါကြောင့်မလို့ကျွန်တော်အခု93နှစ်ရောက်တဲ့ဒီဒုရီတော့ပဲ။